မကွေးတိုင်းအတွင်းမှာရှိတဲ့အမှတ်၁စက်မှုဝန်ကြီးဌာနပိုင်းထဲကျုပ်လုပ်ငန်းကအလုပ်သမားတွေအနေနဲ့အလုပ်သမားရပိုင်ခွင့်တွေဆုံးရှုံးနေကြပါတယ်။ဥစော်ဖေးသတင်းပေးပို့ထားပါတယ်ရှင်။မကွေးတိုင်းပွင့်မြူမြို့နယ်ကအမှတ်၄ထဲကျုပ်ဆက်ယုံပခုတ်ကူမြို့နယ်ကအမှတ်၅နဲ့အမှတ်၁၁အထဲကျုပ်ဆက်ယုံချောင်းမြို့နယ်ဆလီဓာတ်မြေဩဇာဆက်ယုံကအလုပ်သမားတွေရပိုင်ခွင့်တွေဆုံးရှုံးနေတာပါ။ယာယီနေသားအဖြစ်၆နှစ်ကနေ၁၀နှစ်အထိလုပ်ကင်လာခဲ့တဲ့ အလုသမားတွေမှာအခုချိန်ထိအများအားဝန်တန်းမဖြစ်သေးသူတွေလည်းရှိနေသေးပါတယ်စတင်ခတ်တဲ့နေထားကလေးကဒုက္ခရောက်ခဲ့ကြတာအလုကရဲ့အတီမဲဆိုတာလေကျမတို့စဝင်ငန်းခင်ကာလလူကြီးမင်းက6လပြည့်တာနဲ့အများအားဝန်တန်းအဖြစ်ခတ်ရမယ်ဆိုပြီးတော့ခတ်ရလိုက်ပါတယ်ခတ်ရလိုက်တဲ့အခါမှာကျမတို့ဒီ54နာရီ58နာရီတွေကိုအကြောင်းပြပြီးတော့ကြတော့2015နှစ်လပိုင်းလောက်ကဦးဝေးထွန်းတို့လာပါဦးဝေးထွန်းတို့လာတဲ့အခါမှာ3လပြုတ်3လကန့်ဆိုတဲ့စာရေးကိုထွက်လာတယ် တွင်းတွင်းလောက်နေရတာကိုချောင်းကကြားတော့ကြားတကယ်စဉ်းစားတစ်ခါလေဒါမှမတက်မိအမှန်တိုင်းပြောပါစိတ်တွေရှုပ်လို့ကိုကလုံးပါတင်းတဲ့နာမျိုးအဲရမှုမပေးတာတမျိုးဘုခဲပေါ့နော်တကယ်ကိုတော်တော်ကိုကဖြစ်တယ်ကဲအကောင်လုံးပဲကိုပြောတာကကျမတို့တောင်ထဲကောင်းသားကိုသူကျမလူကြီးကြိုက်တဲ့တိုင်းပါဘူး။လူကြီးကြိုက်လူကြီးဝေရဝတ်တာပဲ အထက်ကျိုးဆက်ယုံတွေအနေနဲ့နေ့စဉ်လည်ပတ်နေရပေမဲ့လစဉ်အရှုံးပေါ်နေတာအကြောင်းပြပြီးအလုသမားတွေကိုဖိနှိပ်မှုတွေရှိနေတယ်လို့ဆိုပါတယ်။ခေတ်ဆက်ဆက်မြေပြင်ခြေနေတိုင်းမဟုတ်ဘဲနဲ့ဒီစာရွက်ပေါ်မှာပဲလောက်ကန်ဆောင်ရွက်နေတဲ့အတွက်ကျွန်တော်တို့ဆက်ယုံတိုင်းမှာဆက်ယုံမှုတွေရဲ့တင်ပြကြရဆက်ယုံတိုင်းမှာဟလာအရှုံးပေါ်နေတာကိုကျွန်တော်တို့သိရှိရပါတယ်။နောက်ကြတော့ဂျားကန်အနေနဲ့ကျွန်တော်တို့နိုင်ငံရဲ့အခုဆက်ယုံနေဟလာဆုံးရှုံးမှုတွေခင့်မမီတော့တာတွေကြောင့် တကယ်တစားကန်ဖြစ်တဲ့အလုံသမားတွေမှာဆိုလို့ရှိရင်စာဝတ်နေဟာအလွန်ပဲကျက်တဲ့နေတာကိုတွေ့ရအောင်မွေးတဲ့နေသားကြီးလွတ်တော်လူဝင်မှုကြီးကြပ်ရေးအလုံသမားရေးနဲ့ပြည်သူအင်အားရေးရာကော်မတီကဆက်ယုံအလုံယုံတွေကိုလိုက်လံစစ်ဆေးတဲ့အခါအလုံသမားတွေရဲ့အခွင့်အရေးတွေဆုံးရှုံးနေတာတွေကိုလွတ်တော်ကနေတင်ပြဆွေးနွေးသွားမယ်လို့ဆိုပါတယ်ဒီအထူးခြားချက်ကတော့ကျွန်တော်တို့စလီဓာတ်မြော်စာဆက်ယုံမှာဆိုလို့ရှိရင်ဒီအဲ့ဆက်ယုံရဲ့စက်တာပေါ့အပိုင်းတနေရာမှာဆိုလို့ရှိရင်တနေ့တာအလုံးတမပုတ်ပြက် နေစားလုပ်သားတွေရဲ့ပုတ်ပြက်ဒုက္ခကတရက်လုံးမှာ1100ဆိုတဲ့ဒုက္ခအထိကိုကျွန်တော်တို့ပတ်တွေ့တာကိုတွေ့ရတယ်။ဒါဒီနေ့ခေတ်ဒီအလုသမားရေးရဲ့အခွင့်အလမ်းနဲ့ပတ်သက်လို့ရှိရင်ဒါကျွန်တော်တို့ထူးထူးခြားခြားကျွန်တော်တို့ဒီဟာကိုကုစားရမယ့်အထဲမှာဥပဒေရေးရအနေနဲ့ကျွန်တော်တို့ဟိုကြီးစုပြီးတော့ကုစားရမယ့်အထဲမှာရည်ရည်ကြီးပါတာကိုကျွန်တော်တို့တွေ့ရပါတယ်။နောက်ပြီးတော့ ဒီလုပ်ငန်းခွင်မှာရှိနေတဲ့ကျန်းမာရေးပြဿနာတွေအဲ့ဒီလိုနေသားမျိုးတွေမှာလို့တမားတွေရဲ့အခြေခံရပ်ပိုင်ခွင့်အခွင့်အလမ်းအနေနဲ့ပတ်သက်လို့နေပါနေစေပဲဒါတွေနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီတိုင်းဒေသကြီးလွတ်တော်အနေနဲ့ကုစားနိုင်မယ့်အချက်လက်တွေကိုတော့ကျွန်တော်တို့လွတ်တော်မှာသဘောထားမှတ်ချက်နဲ့ကျွန်တော်တို့ဆွေးနွေးမှာဖြစ်ပါတယ်အခုအခါလုတ်သက်6နှစ်နဲ့အထက်ဆက်မှု1အောက်ကအထက်ကျုပ်ဆက်ယုံအလို့သမားတွေအနေနဲ့အမြဲတမ်းဝန်ထမ်းခံထားရေးကိုလူလားနေကြပြီးပုံမှန်လုတ်သက်ထားရှိပေးဖို့လဲတောင်းဆိုနေကြပါရခင်ဗျာကျွန်တော်ဇော်ဖေပါ